ပါတက်ခွန်ဆန့်ကလည်းရှိပါတယ်ဒီကာလတော်တည်းမှာဒီလူမကြုံသူဒီလူငယ်တန်းကြီးပေးကြုံရတာဘာလို့ဖြစ်စိတ်လည်းမကောင်းပါဘူးဝမ်းလည်းနေရပါတယ်ဘာကြီးတောင်ကြီးကအစိုးရအကောင်းဆုံးလို့ပေါ့နော်ဒါတော့ပျက်စီးဆုံးရှုံးမှုဆိုတော့လုံးဝဥပ္ပုံဖြစ်တဲ့ဖြစ်တစ်ခုမှမရှိခဲ့ပါဘူးတိုးတော်လည်းပဲအထိုင်လျောက်ပျက်စီးမှုတွေရှိခဲ့ပါတယ်အဲကွဲမှုတွေရှိခဲ့ပါတယ်ဒါလေးရတဲ့ဘာလို့ထိုင်လျောက်ပြင်ဆင်လို့ပြင်ဆင်လို့ရနေတာရှိပါတယ်ပြင်သွားမှဖြစ်ပါတယ်သူသဖြင့်တော့ အတွင်းအာရုံကနဲ့ပြည်အာရုံကဒါတွေကတော့တော်လေးကိုပြည့်စည်ခဲ့ပါလေ။ဘုရားကြီးနဲ့ပတ်သက်ပြီးတော့ဒါမွေးရင်တကောင်ဆိုတာလည်းဒါသိပ်ပြည့်ပြီးရှိခဲ့ပါ။ရှိခဲ့တော့ဘုရားကြီးလေးဒီမှာလည်းခုနလမောင်းတော်ဥကောင်းတော်ရှင်မတ်တော်လေးပြည့်စည်ခဲ့တယ်။နောက်ပြီးတော့ဘုရားကြီးရဲ့ဒင်းကန္တာမှာဆိုရင်လည်းဒါပြည့်စည်မှုတွေထုတ်တယ်ရောက်တယ်နောက်ပြီးတော့ချားကင်းတွေကြောက်ကြားတွေဟုတ်နေကြတော့လေနောက်တိုင်းနေနေကြတော့လေချားကင်းတွေပြည့်စည်သွားတယ်ဒါအများကြီးကြုံရပါတယ်။ကြီးသားပြည့်စည်မှုတွေလုပ်ရလိမ့်မယ်လို့ပါတော့သုံးသပ်ရပါတယ်။ ဓာတိကစရိကဆိုတဲ့နယ်မှာလည်းထိုင်းလောက်ပြည်သီးသွားပါတယ်စိတ်တကြရတဲ့အင်းကိုပြတ်သွားပါဓာတိကကြီးကိုပြည်သီးသွားရင်တော်လေးပြင်ပြန်အောင်တော်တော်ဓာတိကရဲ့ကျွမ်းကျင်ပြင်ပြတဲ့လူရှင်ဖြစ်တဲ့မော်ရိတ်ကုံကြီးကဒါဥတည်မျိုးအောင်တော်ဤတော်တို့မိသားစုကနေပြီးတော့ဒါလေးပြန်ပြီးတော့ချက်ချင်းပဲပြန်ဆစ်သေးပါတယ်ဆစ်သေးပြီးတော့အပြင်းတင်လို့ရတယ်လို့ရတယ်တော့သူတို့တက်တဲ့အားနဲ့ခုပြင်းတင်နေပါပြီမကြခင်မှာဓာတိကကြီးပြင်းတင်ပြီးသွားတယ်ပဲဖရာကူကြီး ပုံမှန်အတိုင်းပြန်ပြေးအောင်စောင့်နေပါတယ်စစ်တီကလည်းပတ်သက်ပြောအောင်ဆိုပြင်သင်မှုတော့တော်တော်ခက်ခဲသွားပါပြီဒါကြတော့သက်တင်ရကျွမ်းကျင်တဲ့ပုဂ္ဂိုလ်များရဲ့ချန်ပီယံနဲ့ပြင်ရဖြစ်ပါတယ်သို့တော်လည်းပဲစစ်တီကလည်းမတော်ဓာလီကောပုံအားထားပါတယ်ဓာလီကရဲ့တုံခါမှုတွန်းထုတ်မှုကြောင့်ဒီရင်ပြတော်ကြီးရဲ့ခရီးလေးဒီမှာထိခိုက်မှုတွေရှိတော့ဖြစ်ပါတယ်ဒါလို့ဆိုတော့ဓာလီကနဲ့ရင်ပြတော်လေးကခိုင်မာဆက်တဲ့အခါကျတော့ဒါပြည့်တည်မှုကထိတ်တိုက်တွေ့ရခြင်းအရှိမို့ဖြစ်တဲ့ကကုသံပြသဖရား မှာပို့ပြီးတော့အပြည့်အစုံပုံများခဲ့ပါတယ်ဒီစက်လီကန်နဲ့ပတ်သက်နေကြတော့ gap ရှိတဲ့ခါကျတော့ဒါတိုက်ရိုက်ဆက်သွယ်မထားတဲ့ခါကျတော့သူ့ရဲ့တုံထုံးမှုကဒီရင်းမြစ်တော့မခံစားပါဘူးစက်လီကတဲ့ဆိုင်တဲ့ခါကျတော့ရင်ခံစားလိုက်ရပါတယ်အဲကြောင့်မို့ဒါလီကတော့ကောင်းတယ်သို့တော်လည်းပဲဒါရိုက်ကရဲ့ဒါလီကရဲ့တုံထုံးမှုကြောင့်ရင်းမြစ်တော့မှထိခိုက်မှုတွေပို့ပြီးတော့များသွားဖြစ်ပါတယ်အဲဒီတောင်ကြီးကိုမကြခင်တော်ရက်မှာတန်တယ်လို့ဖျားဘူးကြီးဖူးမြော်နိုင်အောင်နေသူနှစ်ပတ်သုံးပတ်ဒါအများစုတလောက် ဒီဒေါ်လင်းဘာလို့ဖြစ်အောင်ကြိုးစားနေပါလဲမိသားစုတွေဒီချိန်မှာစိတ်ဓာတ်အကျမရှိဘူးခွန်အားသင့်တယ်နဲ့တာလဲ note ချပြီးတော့ထူထောင်ကြဖို့စိတ်ကူးမရပါပြီးခဲ့ပြီးခဲ့ပါပြီအဲ့တော့အတိတ်ကိုတားတမိမယ်နဲ့တော့တို့ဘယ်လိုခွန်အားသင့်တယ်မွေးပြီးတော့ဘာသာသာနာကျိုးရင်းထနာကျိုးကိုအရင်ဆောင်ကြပါဘာလို့ကတော့ဗုဒ္ဓဘာသာပါနော်ဗုဒ္ဓဘာသာတော့ဘာကုသအကုသကုသကံဆိုတာရှိပါအဲ့တော့ဘာပဲလုပ်လို့အကုသဖြစ်ကြပါစေနဲ့ကုသဖြစ်ပါစေခုရှိတာတော့အကုသကိုနေအောင်ကြပါကုသပေါ်အောင်ကြပါ ခံငါးပါးလုံးထင်ရပါဘယ်နှကုန်းကိုယ်ပဲပါကိုယ်တော့ပွားများကြပါလို့ပါမြတ်တာပူဇော်လုပ်ပါကျွန်တော်အခုဆိုတော့ကျမ်းပါဆိုတော့ကျွန်တော်တို့ဆက်မစီဒီဆက်မစီဒီတော့ရပါစီတော့ပါတော့ဆက်မစီဒီ929ခုရှိရအောင်နောက်929ခုရှိရ29ခုပြည့်စီပြီးတော့650ကောင်းပါပြည့်စီရဲဆိုတော့ထိပြက်တယ်စီရီရောပြက်တယ်အက်တယ်နော်ဟုတ်တိုင်းတိုင်းမှာမဟုတ်ရှစ်ခုရှိပါတယ်ဒီရှစ်ခုလုံးနဲ့အက် ့ပြည့်စည်သွားပါလေကျွန်တော်တို့မပြည့်စည်တာဆိုလို့ဇေဒီတော်ကြီးနဲ့ရှင်မြင်တော်ကြီးကတော့ရှင်မြင်တော်ကြောက်ပြတော့ဘာမှမပြည့်စည်ပါဘူး။ဒီ929ဆိုလို့မှရှိတဲ့ကြောက်စာတိုက်ကြတာကိုအကောင်းပါကြောက်စာချက်တွေလုံးဝမထီပါဘူးကျွန်တော်တို့ဇေဒီတွေကလည်းနှစ်ပေါင်း160တော့ရှိတဲ့အတွက်အဲအဲ့ကြောင့်မလို့နည်းနည်းလေးခဏရင်မရှိတဲ့သဘောဖြစ်ပါလိမ့်မယ်။တရှိအခြေအနေမှာတော့ကျွန်တော်တို့ကဒါ UNESCO ဝင်ဖြစ်တဲ့အတွက်ကျွန်တော်တို့တန်ရှင်းရေးလုပ်ငန်းကိုစတင်နေပါပြီ။ ပြင်ဆင်ရေးလုပ်ငန်းတွေကိုတော့ကျွန်တော်တို့ရှေးအောင်သူတည်တန်းနဲ့ညှိနှိုင်းပြီးတော့ပူးပေါင်းပြီးတော့ဆောင်ရွက်มาဖြစ်ပါတယ်။အော်ကျွန်တော်ရှေးအောင်အဝင်လေးဖြစ်တဲ့ Data Mesity တွေကိုဒါရှေးမှုအပြည့်ပြန်လည်းဖြစ်အောင်ကျွန်တော်တို့ကော်ပိုရိတ်အဖွဲ့နဲ့ထိန်းသိမ်းဆောက်ရှောက်ပြီးပြုပြင်ဆောင်ရွက်သွားမှာပဲ။အများပြည်သူများဖူးနိုင်တဲ့နေထားဖြစ်အောင်ကျွန်တော်တို့အနေနဲ့ရှိတဲ့ဟာတွေကိုကုစားပြီးတော့ပြင်ဆင်သွားမယ်လို့ကျွန်တော်အများပြည်သူကျွန်တော်ပြောကြားလိုပါတယ်။